င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်ရှင်တောင်ငူလေးတဲ့စကန်ကိုရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုအရာရှိနှုတ်ပါမယ်စစ်သား၁၀ဦးတေသွားကတိုက်နေနှစီးပျက်စီးသွားပါတယ်ခရီးသုံးစုမှာစစ်တပ်လောက်က BGF နဲ့ KNLA တပ်ဖွဲ့ဝင်အချို့ကြားမှာတိုက်ပွဲဖြစ်ပွားပြီးပြည်သူတရာခန့်ထိုင်းဘက်ကိုထွက်ပြေးရတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ပဲခူးတိုင်တောင်ငူမြို့ကတောင်ငူလေးတက်စကန်ကိုတရားခွန်မမရှော့တိုက်တုံးနဲ့ပြစ်ခတ်တတ်ခတ်ခဲ့ရမှာစစ်တပ်အရာရှိနှုတ်ပါဝင် စစ်သား၁၀ဦးထေသွားပြီးတိုက်လေရင်ထရဂိုဒေါင်ပြိုကျသွားမှုကြောင့်တိုက်လေနဲ့စီးရထိခိုက်ပျက်စီးသွားခဲ့ရသလို KA တိုက်လေရင်ထတဲ့ဂိုဒေါင်တစ်လုံးလည်းမီးလောင်ပျက်စီးခဲ့လို့ Mountain Knife Civilian Defense Force MKCDFC ကနေသိရှိရပါတယ်မေလာဆန်နေ့မနေ့၄နိုင်လောက်မှာ တယောက်ခုမမရှောက်တိုက်တော့ဆယ်လုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာဒုံးခုနှလုံးဟာပြစ်မှတ်ကိုအောင်မြင်စွာထိမှန်ပောက်ကွက်တော့ခဲ့ပြီးကိရိတ်တိုက်လျင်ထားတဲ့ဂူတော်တစ်လုံးဟာမီးလောင်ပျက်စီးခဲ့ရတာလည်းဖြစ်ပါတယ်။ဒါအပြင်အဆောက်အုံပြိုကျသွားမှုကြောင့် Jet Fighter တစ်စီးဟာ တောင်ပန်ကျိုးသွားခဲ့ပြီးနောက်ထပ် jet fighter တစ်စင်းဟာလည်းအမေပိုင်းကျိုးသွားခဲ့လို့လည်းသိရှိရပါဗါးအဲတက်ခတ်မှုတွေမှာအကြမ်းဖက်စစ်သားအရာရှိနှုတ်အခြားဆင့်၈ဦးဟာတေသွားခဲ့ပြီးအရာရှိ၃ဦးအခြားဆင့်စစ်သည်၅ဦးဟာအပြင်းထန်ထိခိုက်ဒဏ်ရာရှိခဲ့လို့ MKCDFC ကသိရှိရပါဗါးဒါအပြင်အဆောက်နှလုံးနဲ့ပြည်ပကအချုပ်လည်းပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ပစ်ခတ်လိုက်တဲ့ rocket ဒုံးကျည်စရရာဓာတ်ထုတ်ဘုံးတွေအနည်းကိုကြာရောက်ပောက်ကွဲသွားမှုကြောင့်အလင်းအမြန်ရွှေ့ပြောင်းခဲ့ရလို့လဲဆိုပါရတယ်။အဲ့လိုတိုက်ခတ်ခံရမှုနဲ့ပျက်စီးမှုတွေကိုသတင်းမထွက်စေဖို့အတွက်ကန့်သက်ထိန်းချုပ်ထားတာဖြစ်ပြီးဘုံးသီးတွေပောက်ကွဲခြင်းမရှိဘူးလို့အထက်ဌာနချုပ်မှုတွေကကကလေးကိုတင်ပြထားရလို့လည်းသိရှိရပါတယ်။အခုမေရှင်ဟာတောင်ငူ၄စိတ်အတွင်းကိုဒုတိယအကြိမ်မြောက်တိုက်ခိုက်တာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခတ်ရမှာအဓိကအားထားရတဲ့လေတပ်တစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ စကန်းအသင်းတဘောကိုတက်ဆက်ပေးကြပါတယ်။စကန်းတိုင်းမုံရွာမြို့ဘောရီတောင်တာဝါတိုင်းစကန်းကနေရေခက်ဆင်းလာတဲ့အကြက်ဖက်စစ်သားတွေကိုပြစ်ခတ်တိုက်ခတ်ရမှာစစ်တပ်ဘက်က၃ဦးသေသွားပြီးတနက်တလက်ကိုတိတ်ဆဲရရှိခဲ့လို့ Brave Half Army BHA အဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါတယ်။မေလ9ရက်နေ့မနက်ပိုင်းအချိန်မှာဘောရီတောင်တာဝါတိုင်းစကန်းကနေတောက်မြေခတ်ဖို့ဆင်းလာတဲ့အကြက်ဖက်စစ်သား၄ဦးကို အသက်ဆောင်ဆိုင်ပြီးပြစ်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကမှုအတွင်းမှာစစ်သားတို့ဟာပွဲချင်းပြီးထေသွားတာဖြစ်ပြီးတဦးကတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးဘောရီတောင်တာဝါတိုင်းစခန်းကိုခေါ်ဆောင်လာစဉ်မှာထေသွားရလို့လည်းသိရပါတယ်။ထေသွားခဲ့တဲ့အကြမ်းဖက်စစ်သားတွေစီကလည်း G3 တနက်တလဲကြီဘောက်စ်တစ်ခုနဲ့7.62ကြီ10ရောင်းတို့ကိုတိတ်ဆက်ရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ ရန်ကုန်သတင်းတပုတ်ကိုကြည့်အောင်ပါရန်ကုန်မြို့အင်းစိန်မြို့နယ်က CNN ရုံဂိတ်ပေါဝါကိုလက်ပစ်ပုံးနှလုံးပြစ်သွင်းတိုက်ခတ်ခဲ့ရမှာရဲသုံးထက်မနေ့ကတေသွားနိုင်တယ်လို့မာသာဆန်ရန်ကုန် Force အဖွဲ့ဦးစီးမှုဘုံနိုင်ကပြပြပါရယ်မေလ10ရက်နေ့ညနေ9:00နာရီကလောက်အမှတ်နှစ်မှုကြီးရဲတပ်ဖွဲ့မှုရုံ CND ဂိတ်ပေါဝါကိုရန်ကုန်မြို့ပြပျောက်ကြားရဲဘော်တွေကလက်ပစ်ပုံးနှလုံးကိုပြစ်သွင်းတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်ပြစ်ခတ်လိုက်တဲ့လက်ပစ်ပုံးတွေဟာဂိတ်ပေါဝါတက်တက်ကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီး ရဲသုံးထံမနေ့ဟာတည်သွားနိုင်ကထိခိုက်ဒဏ်ရာရရှိသူများပြနိုင်တယ်လို့လည်းသိရှိရပါတယ်။အိတ်တခဲမှုကိုကင်းပုံးတဲ့အများကြီးကြားထဲကနေတက်ခတ်ခဲ့ရတာဖြစ်ပြီး CND ရုံးသားမှာတရားရုံဆေးရုံရဲစခန်းတွေအပါအဝင်စစ်ကောင်စီ ရုံးတွေအများကြီးရှိနေတဲ့ကြားကနေအခုလိုတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းမာသာဆန်းရန်ကုန် Force OZ Move ဘုံနိုင်ကပြောပြပါရရှင်။ မကွေးတိုင်းဒင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းဆလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကအယောက်20ထိခိုက်ဒဏ်ရာရပြီးတေဆုံးသူများပြားလို့မိမှုခင်အမှတ်ငါတရင်ကတာဝန်ရှိသူတို့ကပြပြပါရတယ်။မေလ9ရက်နေ့ကဆလင်းမြို့နယ်ခင်မလူရွာဘက်ကိုအင်အား150ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်သားရဲနဲ့ပြည်စောထိတွေပါတဲ့ပူပေါင်းစစ်ကြောင်းကိုခင်မလူရွာအနီးမှာ မင်းမုခင်အပတ်ငါတက်ရင်ကင်းမုတ်ကစတင်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတက်ခတ်ခံရပြီးတဲ့နောက်မှာအကျန်းဖက်တပ်သားတွေဟာခင်ဘလူရွာထဲမှာဝင်ရောက်တက်ဆွဲကတက်ဖက်စစ်ကောင်စီတပ်သားတွေနဲ့တော်လန်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မေလ၈ရက်နေ့မှာတော့အကျန်းဖက်တပ်သားတွေဟာစစ်ကြောင်းခွဲပြီးငားလိုင်တွင်းမော်ဘက်ကိုထွက်ခွာလာစဉ်မှာမင်းမုခင်အမှတ်တရင်နဲ့ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။အဲဒီနေ့မှာပဲခင်ဘလူရွာမှာကြန့်ရှိခဲ့တဲ့အကျန်းဖက်တပ်သားတွေနဲ့ တော်လန်တပ်ဖွဲ့တွေကြမှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးရဲ့နောက်မှာမေလ၈ရက်နေ့ညနေ6:00နာရီခန့်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာပြန်လည်ဆုတ်ခွာသွားလို့လည်းသိရှိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲတွေအတွက်မှာအကြမ်းဖက် စစ်တပ်ကက20ဦးဟာထိခိုက်ဒဏ်ရာရကတေဆုံးသူများပြခဲ့လို့လည်းမင်းမိုးကံအမှတ်ငါတက်ရင်ကတာဝန်ရှိသူတို့ကပြပြပါရယ်စစ်ကောင်စီဘက်ကထိခိုက်တေဆုံးသူတွေရှိသလိုမင်းမိုးကံအမှတ်ငါတက်ရင်ကရဲဘော်တို့နဲ့ ထောက်ဖို့ပြည်သူတို့လည်းမြင့်မြတ်စွာအသက်ပေးလိုခဲ့ရလို့သိရပါတယ်ရှင်။ဒီတစ်ခါမှာတော့အကျန်းဖက်စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းအရှိမြောက်တိုင်းစစ်ရနာကျုပ်တရှိရာ လာရှုံးမြို့နယ်ကိုစစ်အင်အားတွေနဲ့ခရမ်းတွေအလုံးရင်းနဲ့ပို့ဆောင်နေပြီးစစ်ရေးရအစင်သစ်ပြင်ဆင်ထားဖို့ညွှန်ကြားထားတယ်လို့သိရှိရပါတယ်။ လရှုကအရှိမြောက်တိုင်းစစ်နာကျုံမှာရှမ်းပြည်နယ်အရှေ့ဘက်မှာရှိတဲ့ပြည်သူစစ်တပ်ဖွဲ့တွေနဲ့ရှမ်းပြည်နယ်တခွင်ကပြည်သူစစ်တရင်တွေကိုနေ့စဉ်ခေါ်ယူနေသလိုလက်နက်တွေလည်းတပ်ဆင်နေလို့နေပြည်တော်စစ်ဘက်တရင်မြေကပြပြပါတယ်။ဒါအပြင်နိုင်ငံတော်တရင်တွေကထုံထုံအင်အားတွေကိုလည်းလရှုကိုလေရင်တွေနဲ့ပို့ဆောင်နေတာဖြစ်ပြီးလက်နက်ခရမ်းတွေကိုလည်းလေကြောင်းကနေတဆင့်နေ့စဉ်ပို့ဆောင်နေရလို့လည်းသိရှိရပါတယ်။ လာရှိုးအခြေဆိုင်စစ်ဘက်သတင်းမြစ်ကလည်းလာရှိုးမြို့အတွင်းစစ်ကောင်စီ လောက်ကန်တရင်တပ်ဖွဲ့တွေအားလုံးအခုရက်ပိုင်းတည်းမှာအရေးပေါ်စစ်ရေးတတိရှိဖို့တက်လှမ်းထားတာဖြစ်ပြီးစစ်ပြင်ထားတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီလိုထုံထုံအင်အားတွေနဲ့အင်အားစုဆောင်းထားတာကြောင့်လာရှိုးမှာစစ်တပ်အင်အားစုစုပေါင်းထောင်နဲ့ချီရောက်ရှိအသင့်ပြင်ဆင်ထားတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်အတွင်းမှာလည်းမြောက်ပိုင်းမဟာမဲကြီးနောင်အဖွဲ့တွေကလာရှိုးမြို့နယ်အတွင်း ကျေးရွာတွေမှာတက်တွေဖြောက်ပြီးလာရောက်ဝိုင်းထားတယ်ဆိုတဲ့သတင်းတွေလည်းပြန့်နှံ့နေပါဗျ။ဒါကြောင့်လဲရမခဆက်တနာကျောက်အတွင်းမှာဟောင်းဝင်းစားအမြောက်တွေအတွဲလိုက်ဒုတ်ပစ်ကားတွေပုံမိုတက်ဆင်ထားရလို့လည်းသိရှိရပါဗျ။မြောက်ပိုင်းမဟာမိတ်၃ဘွဲ့ရဲ့ထိုးစစ်ကြောင်းစစ်ရှုံးစစ်ကောင်စီဟာတရုတ်အကူအညီနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလ၁၀ရက်နေ့ကနေစတင်ပြီး ယာယီအပြစ်ခတ်ရဆဲရေးသဘောတူညီချက်ရရှိထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကမြောက်ပိုင်းညီတော်မမဲ့သုံးဘွဲ့တိတ်ပိုက်ထားတဲ့မြို့နယ်တွေအလုံးကိုစစ်အုပ်ချုပ်ရေးအမိန်ကြေညာထားတာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးကြတဲ့တဲ့တဲ့ပုတ်ကတော့နယူးဇီလန်နိုင်ငံမှာမြန်မာအကြမ်းဖက်စစ်အုပ်စုကိုတရားစွဲဆိုနိုင်ဖို့အတွက် ဝန်ကြီးချုပ်ဟောင်းတရားသူကြီးချုပ်ဟောင်းအပါဝင်ဥပဒေပညာရှင်ချုပ်နဲ့အန်ယူဂျီဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့လို့အန်ယူဂျီကသတင်းထုတ်ပြန်ထားပါတယ်။အန်ယူဂျီဝန်ကြီးဥအောင်မျိုးမင်းကနယူးဇီလန်နိုင်ငံကကမ္ဘာလွှမ်းကျော်တရားစီရင်မှုယူဂျင်နဲ့ဆက်လင်းပြီး ကျွမ်းကျင်ဥပဒေပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လက်ရှိမြန်မာနိုင်ငံကတရားရင်ဆိုင်နေရတဲ့ ICJ အမှုကို ICC ကိုအမှုလွှဲပြောင်းတရားစွဲဆိုနိုင်ရေးအတွက်လည်းဆွေးနွေးခဲ့လို့သိရှိရပါတယ်။ဒါအပြင်နယူးဇီလန်နိုင်ငံမှာအကြမ်းဖက်ဆေးဥစုကျူးလွန်မှုတွေကိုအရေးယူဆောင်ရွက်နေဖို့အတွက်အခြေအနေနဲ့ပတ်သက်လို့လည်းဥပဒေပညာရှင်တွေစီကနေအကြံပြုချက်ရယူက အပြန်အလှန်ဆွေးနွေးမှုတွေပြုလုပ်ခဲ့လို့လည်းထုတ်ပြန်ထားပါဗျ။ဒါအပြင်ပြည်တော်စုဝန်ကြီးဦးအောင်မျိုးမင်းဟာနယူးဇီလန်နိုင်ငံရဲ့လူ့ခွင့်ရေးကော်မရှင်ဥက္ကဋ္ဌအပါအဝင် ကော်မရှင်ဝန်ထမ်းနဲ့လည်းတွဲဆုံဆွေးနွေးခဲ့လို့လည်းသိရှိရပါဗျ။အေးဆွေးနွေးမှုမှာတော့အခွင့်အရေးချိုးဖောက်ခံရတဲ့ပြည်သူတွေဘက်ကယက်တီခြင်းမရှိဘဲအကြမ်းဖက်စစ်အုပ်စုဘက်ကယက်တီပြီးစစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့ ရက်ဆက်ရုံမာမှုတွေကိုရင်ငုံနှုတ်ပိတ်နေတဲ့အတွက်စစ်ကောင်စီလောက်ကလူခွေကော်မရှင်ကိုအတိအမှတ်မပြုဖို့အတွက်နိုင်ငံကလူခွေကော်မရှင်တွေဖွဲ့စည်းထားတဲ့အသင်းအဖွဲ့ကနေထုတ်ပယ်ပြစ်ဖို့တောင်းဆိုခဲ့လို့လည်းသိရပါပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကရင်ပြည်နယ်ကြာရင်စစ်ကြီးမြို့နယ်ဖះသုံးစုမြို့မှာမနေ့ကစစ်ကောင်စီလက်အောက်က BGF တပ်သားအချို့နဲ့ KNL တပ်သားအချို့ကြားမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတရားခန့်အားထိုင်းဘက်ကိုထွက်ပြေးခဲ့ရတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပြပါရတယ်။မေလာဆန်နေမနဲ့ရှစ်နိုင်ကနေစတင်ပြီးဖျားသုံးစုံမြို့နယ်မှာဘုံပေါက်ကွဲတံတွေလက်လက်ကြီးလက်လက်ငယ်ပြစ်ခတ်တံတွေထွက်ပေါ်ခဲ့ကာ BJ တပ်ဖွဲ့ဝင်အချို့နဲ့ KNL တပ်ဖွဲ့ဝင်တွေကြားမှာပြစ်ခတ်မှုဖြစ်ပွားခဲ့လို့လည်းသိရှိရပါရတယ်။ ။ဘာကြောင့်ဖြစ်တယ်လဲဆိုတာတော့မသိရှိရသေးပဲ။အဲ့ဒီပြစ်ခတ်မှုကြောင့်ပြည်သူတရားခန့်ဟာထိုင်းဘက်ကိုထွက်ပြေးမှုရှိခဲ့ပြီးပြစ်ခတ်မှုညင်သားချိန်မှသာပြည်သူ60ခန့်ဟာမြန်မာဘက်အချမ်းကိုပြန်သွားတယ်လို့လည်းသိရှိရပါတယ်။ဖျားသုံးစုမျိုးမှာကရင်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင်စစ်တပ်နဲ့ BGF တို့ကလှုပ်ရှားသွားလာနေတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်တော့ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မများပါ။